ေးပါအားလုံးမင်္ဂလာပါဒီနေ့ကကျွန်တော် Pro Engineering နဲ့ပတ်သက်ပြီးပြပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ကလူများဆိုတာဒီ Pro Engineering နဲ့ပတ်သက်ရင်သူ့ရဲ့ structure အတိုင်းရေးကမှဒါ Pro Engineering Pro ရေးတာလို့ထင်ကြပေါ့ဒါတော့ကျွန်တော်တို့က AI နဲ့အပြန်အလှန်စကားပြောနေတာကဒါ Pro ရေးနေတာပြောမယ်ဆိုရင်ကျွန်တော်တို့ AI ကိုဒါရေးပို့လိုက်တဲ့အစားအများဆိုတာဒါ Pro ပေါ့ Pro နေပါပြီဆိုတော့က Pro Engineering ကြီးကဘာကွာသွားလဲဆိုတော့ဒါ Engineering ဆိုတဲ့တကယ်လုံးပါလာအတွက်ကြောင့်ဒါ Pro နေကို structure တက်ကြရည်တဲ့အခါမှာ pro engineer ဆိုတာဖြစ်လာတော့ပြောမယ်ဆိုကျွန်တော်တို့ pro တွေကိုခွဲကြလိုက်အခါမှာအမျိုးအစားမျိုးရှိတယ်အဲ့ဒါဘာလဲဆိုတော့ conservation နဲ့ pro နဲ့ one shot pro ပေါ့ conservation နဲ့ pro ဆိုတာဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့တွေဒီ AI တွေမှာဘာလုပ်နေကြလဲဆိုတော့အများစုအချက်ကြီးမင်းဆိုပြန်ဆန်စကားပြောတယ်အဲဒါကြီးအများစုကိုကျွန်တော်တို့ကလာလဲဆိုတော့ conservation နဲ့ pro လို့ခေါ်တယ်။ဒီ conservation နဲ့ pro ရဲ့သဘောတရားကိုကကျွန်တော်တို့က သူကတကယ်လို့ကျွန်တော်တို့ကိုအဖြေမှားထုတ်ပေးနေတော့မှကျွန်တော်တို့အနေနဲ့အဲ့ဒီအရာကိုမလုပ်ပြလို့ရသေးလေဆိုတော့အောက်ပိုင်းမှာဟာငါငါလိုချင်တဲ့ဖြေရထားမဟုတ်ဘူးဆိုပြီးတော့အပြန်ပြောလို့ရတဲ့အခြေအနေရှိတယ်ဗောလေအခုက one shot pro ပေါ့ one shot pro ကြတော့ဒါ AI ကိုကျွန်တော်တို့ကဒီပေါ့စကားမပြောဘူးစကားပြောတော့ပြောတယ်ဒါပေမဲ့ AI ရှိရနေပြီးတော့ဟိုတခါတည်းအဖြေလိုရင်းတဲ့အခါမှာအဖြေကကိုလိုချင်တဲ့အဖြေကိုဒီရောက်ပေါ့ပဲထွက်ရှင်နေ ငါဒါမင်းရင်မင်းဒီရောက်ဖို့ထွက်ရမယ်လို့တခါတက်မဲ့ရှင်တဲ့အခါမှာဒါဘာလို့သုံးရလဲဆိုတော့ one shot print ကိုသုံးရတယ်ပေါ့ပြောရမယ်ဆိုရင်ကျွန်တော်အနေနဲ့ဒီ one shot print ဒီ print engineer ကြီးကိုပေါ့အဲလိုအပ်လာဆိုတော့အဲလိုအပ်တယ်ပေါ့လေပြောရမယ်ဆိုရင်ဒီ one shot print ကဒီနိုင်ငံသားတွေမှာဆိုရင်ဟိုမြန်မာနိုင်ငံမှာလည်းရှိကောင်းရှိနေမယ်ဘယ်အရှင်တွေမှာသုံးလဲဆိုတော့ကျွန်တော်အနေနဲ့ဒီစီးပွားရေးလုပ်ငန်းတွေဒီစီးပွားရေးလုပ်ငန်းတွေကိုဒါ automation လုပ်တဲ့အခါတွေဒါ AI agent တွေကိုဒါတိစောက်တဲ့နေရာတွေနဲ့ အဲနောက်အခြားဒါ AI tool တွေကိုတိဆောက်တဲ့အခါမှာကျွန်တော်တို့အနေနဲ့ဘာလို့သုံးကြလဲဆိုတော့ one shop ပြုံးအများဆုံးသုံးကြရပေါ့။ဘာလို့လဲဆိုတော့ကျွန်တော်တို့ကအဲသူ့ကိုဒါမင်းရင်သူကဒီရောက်ပို့ဝယ်ထွက်ရမယ်လို့တစ်ခါတည်းတတ်မှတ်ထားပါတကယ်လို့ကျွန်တော်တို့ကအဲကျွန်တော်ကအဲ AI automation ဖြစ် AI agent တစ်ခုဖြစ်ဖြစ် okay မင်းကသူ့ကိုကျွန်တော်မေးခွန်းတစ်ခုဖြစ်ဖြစ်အဲတစ်ခုကိုလောက်ခိုင်းလိုက်မယ်ဆိုရင်အဲသူကကျွန်တော်အဲ့တခါအတွင်းမှာပဲဒါ ABC ဖြစ်အောင်လုပ်ပြရမှာ ဒီ one shot pro อ่ะကြောင့်ကျွန်တော်တို့ဒီတိုင်း conservation pro တွေမှာမလိုဘူးလားဆိုတော့ကျွန်တော်တို့အနေနဲ့ထား delay ပါဖြစ်တဲ့ခါမှာကျွန်တော်တို့ chat gpt ကိုတွားပြီးတော့ကျွန်တော်တို့ရောင်းစာနဲ့ဖြစ်ဖြစ်အအခြားပေါ့ကျွန်တော်တို့အလုပ်ကိစ္စတခုရှိရဲ့ကျွန်တော်တို့အနေနဲ့ဒါပေမဲ့ဟိုအထက်ကထက်ကမမေးမေးမနေခြင်းပေါ့ငါဒါကလည်းငါလို့ကျင်တာဒါမဟုတ်ဘူးလို့ထက်ခါထက်ကမေးမနေခြင်းတဲ့အခါမှာကျွန်တော်တို့ကဘာလို့သုံးရလဲဆိုတော့ဒီ one shot pro ကိုတစ်ခါတည်းတန်းသုံးရ မဲ့ one shot pro မှာကျွန်တော်အဲကျွန်တော်ရေးလိုက်တဲ့ one shot pro ကဒီပေါ့အဲ pro engineer ကြီး structure ကြကြရေးထားတယ်ဒီ one shot pro ကကျွန်တော်တို့မှားနေတောင်မှဒီ structure အဲအောက်ကဖြေ follow up ပြန်လာလို့ရတယ်ပေါ့လေဆိုတော့ကျွန်တော်အနေနဲ့ဒါတော့ဒီ pro မှာဆိုရင်ဒါ conservation နဲ့ pro နဲ့ဒီဘာလဲဆိုတော့ one shot pro ဆိုတာရှိတယ်ဒါ conservation နဲ့ pro ရောက်ကျွန်တော်တို့ဒီ conservation ပြန်ချက်တွေမှာအများဆုံးသုံးကြပြီးတော့ဒီ one shot pro တွေကြောင့်လုပ်ငန်းတွေအများဆုံးမှာသုံးကြတယ်ဘာကျော်ပရောလဲတော့အနေနဲ့တကယ်တစ်ခါလေးကြာရင် ဒီ conservation နယ်ပြုံးနေမှာကျွန်တော်တို့လိုချင်တဲ့ fuel တိကျရဖို့အတွက်ဒါထည့်သုံးနေဆိုတာကိုဒါထည့်သုံးနေဆိုတာကိုသိရချင်းလို့ကျွန်တော်ဒီ conservation ပြုံးနေ one shot ပြုံးကြအောင်ကိုကျွန်တော်ပြောပြပြီးတာဖြစ်ပါတယ်ဒီနေ့အောင်ဒီလောက်ပါတယ်နောက်ထပ်ဒီ AI နဲ့ပတ်သက်တဲ့ video တွေကိုအမ်ကြည့်နေတဲ့ဆိုရင်အမ်ကျွန်တော်ရဲ့ဒီပေါ့ pizza ပေးပေါ့ YouTube မှာဆို channel လေးကို like subscribe line follow လောက်ခဲ့ပြီးပါ Okay ဆိုတော့ကကျွန်တော်အနေနဲ့နောက်မှတွေ့ကြတာပေါ့